အားလုံးမင်္ဂလာပါရှင်ဒီမနေ့တော့ပေါ့နော်ကြွဒီ temperament ဆိုတဲ့ဈေးလက္ခဏာလေးဆိုတဲ့ကိုယ်ပိုင်ဈေးလက္ခဏာလေးအကြောင်းကိုဆွေးနွေးသွားပါတယ်အဲ့ဒီကိုယ်ပိုင်ဈေးလက္ခဏာလေးရာလည်းအများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲကိုကတော့ open mind လားကိုစားဝေးတစ်ထဲမှာပါနေသလားကို CM check ဆိုတဲ့ထဲမှာပဲပါနေသလား carelex တီလား introvert တွေလား extrovert တွေလားပေါ့နော် agreeable လား disagreeable လား uptight သမားတွေလား အဲမိရဘဲဘဲထဲမှာပါနေတော့ဆိုတာလေးတွေကိုပေါ့နော် ကျွန်မဒီကဒီ temperament တွေကိုလေ့လာခြင်းအဖြစ်သိရှိလာစေပါတယ်အဲအဲ့လိုပဲယနေ့မှလည်းပဲဆက်လက်ပြီးတော့ပေါ့နော် ကျွန်တော်တို့ဒီကိုယ်ယူကိုယ်သွေးတွေဒါကြတော့ personality ဆိုတဲ့ကိုယ်ယူကိုယ်သွေးကိုရောက်သွားပြီဒီကိုယ်ယူကိုယ်သွေးကိုကျွန်တော်တို့လေ့လာဆွေးနွေးဖို့ဆိုရင်ဒီကုဏပြီးခဲ့ပြီးခဲ့တဲ့နေရာဆွေးနွေးခဲ့တဲ့ temperament ဆိုတဲ့ ဟဲ့ဇေယိုက်လက္ခဏာတွေအကြောင်းကလည်းဆွေးနွေးဖို့လိုအပ်တာဖြစ်တဲ့အတွက်အရေးဆုံးဆွေးနွေးပေးထားတာပါဒါဆိုရင်ယနေ့မှာကျမတို့ကိုယ်ကြီးကိုသေးအကြောင်းလေးဆွေးနွေးသွားမယ်။ဒါဆိုရင်ကိုယ်ကြီးကိုသေးဆိုတာဘာလို့ပေါ့နော်။ကိုယ်ကြီးကိုသေးဆိုတာတဲ့။အဲလူတယောက်ရဲ့ပေါ့နော်စဉ်းစားမှုတွေအတွေးတွေခံစားမှုတွေပေါ်မှာပေါ့နော်အပြုအမူတွေပေါ်မှာတည်မီနေတယ်တဲ့။ကိုယ်ကြီးကိုသေးတွေဆိုတာလူတယောက်ရဲ့ အဲစဉ်းစားတွေးခေါ်မှုတွေခံစားမှုတွေအဲအပြုအမူတွေပေါ်မှာတည်မီနေတယ်ဟုတ်ပြီဒါဆိုရင်ရေရှည်ရှိနေတဲ့ဟန်မူရာတွေ လက္ခဏာဟန်မူရာတွေဆိုတာမင်နာပေါ့လက္ခဏာတွေကကြတော့ twist တွေနောက်တစ်ခါပုံစံတွေ pattern တွေဆိုပြီးတော့ရှိနေပါတယ်တဲ့ဒါဆိုရင်ကိုကြီးကိုသွေးတွေရဲ့လက္ခဏာတွေဟိုဟိုပေါ့နော်ကိုကြီးကိုသွေးဆိုတာဘယ်လိုအရာမျိုးတွေလို့ဆိုတာကိုပထမဆုံးဆွေးနွေးပြခြင်းဖြစ်ပါတယ်လူတယောက်ရဲ့စဉ်းစားတွေးခေါ်မှုတွေအပြုမှုတွေခံစားမှုတွေဒါတွေကိုကိုကြီးကိုသွေးလို့ခေါ်တာပါသူ့ရဲ့ကိုကြီးကိုသွေးမိမိကိုကြီးမိမိမှာကိုကြီးကိုသွေးဘယ်လောက်ရှိရောအဲရှိရဲ့ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့အပြုမှုတွေကဖြစ်ပေါ်လာတယ် ခံစားချက်တွေဖြစ်ပေါ်လာတယ်။အဲအတွေးတွေရရှိလာတယ်ပေါ့နော်။ဒါသူဒါလိုမျိုးမိမိရဲ့အတွေးတွေမိမိရဲ့အတွေးကဘယ်အခြေအနေထိဘလောက်ကိုယ်ကြီးကိုယ်သေးရှိနေတော့ကိုကိုယ်ကြီးကိုယ်သေးရှိတဲ့လောက်မိမိကိုယ်ကြီးကိုယ်သေးရှိတဲ့လောက်တွေးနိုင်မယ်ခံစားနိုင်မယ်ပြုမုံနိုင်မယ်ဆိုတာကြတော့ကျွားတို့တူတူရောက်ချင်းစီမှာရှိနေတဲ့ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သေးတွေနဲ့ဆိုင်ပါလေရှင် အဲ့လိုပဲအဓိကစကလုံးလေးကိုပေါ့နော်ကျွန်တော်တို့ကိုယ် personality ဆိုတဲ့ကိုယ်ကြီးကိုယ်သွေးစကလုံးလေးကို latin ဘာသာစကလုံးအဲ persona ဆိုတဲ့ပေါ့နော်ခံပြီးတော့စဉ်းသက်လာခြင်းဖြစ်ပါတယ်သူကကြတော့ဒီ persona ဆိုတာကြတော့ အဲတရုတ်စာကိုဝစ်စင်ထားတယ်မျက်နှာဖုံးလို့ဒိဗေရတယ်ပေါ့နော်သူကကြတော့အဲကျွန်တော်တို့ဒီအဲစိတ်တူပြီးဆိုလဲမျက်နှာကြီးကနီးပြီးတော့လေဖောင်းလာတာလေအဲ့လိုမျိုးပေါ့နော်အဲပွာသလားဒီလိုမျိုးမျက်နှာကြီးကရှူးရှူးရှူးနေဆိုတာမျက်နှာပေါ်မှာပေါ်လာတာဟုတ်အဲအဲ့လိုပဲဟိုပျော်ရွှင်နေဆိုလဲပျော်ရွှင်နေအဲခံစားချက်ကမျက်နှာပေါ်မှာပေါ်လာတာဖြစ်တဲ့အတွက်ဒါကြောင့်ဒီလက်တင်စကားလက်တင်ဘာသာစကားပါစနာကနေပြီးတော့ကျွန်တော်တို့ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သေးဆိုတာလေးကဆင်းသက်လာခြင်းဖြစ်ပါတယ် စကလုံးလေးကဆင်းသက်လာခြင်းဖြစ်ပါတယ်။အဲ့တော့ကြတော့ဒီစကလုံးလေးဟာခုနလိုပေါ့နော်ခံစားချက်တွေဖြစ်ပေါ်လာတဲ့ဟွာဒီမိမိစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေအတွေးတွေကမျက်နှာပေါ်မှာပေါ်လာတာကိုဒါကြောင့်ဒီမျက်နှာဖုံးလို့အဓိပ္ပာယ်ရပါတယ်တဲ့ဒီကဒီတရုပ်ဆောင်ဝိစင်တာရဲ့မျက်နှာဖုံးလေးလို့ပေါ့နော်အဓိပ္ပာယ်ရတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့လိုပဲကျမတို့ပေါ့နော် ကိုကြီးကိုသေးဆိုင်ရာအယူအဆတွေကိုကျမတို့လွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကနေပြီးတော့လေ့လာခဲ့ကြတာတဲ့တကယ်ကိုပညာရှင်တွေလူတွေတော်တော်များများอ่ะပေါ့နော်ကိုကြီးကိုသေးဆိုင်ရာအယူအဆတွေကိုလွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကလေးကလေ့လာခဲ့ကြတယ်လေ့လာပြီးတော့မှပေါ့နော်ဒီလိုကိုကြီးကိုသေးတွေကိုဘလို့ပြုပြင်မလို့ဘလို့ဒီလမ်းတွေတုံးပြီးတော့ဆောင်ရွက်မလုံးဆိုတာလေးကိုလေ့လာခဲ့ကြတာပါဒီမှာဆိုလို့ရှိရင်ကျမတို့ ဒီကကိုကြီးကိုသွေးတွေကိုပေါ့နော်ဖော်ထုတ်ခဲ့တဲ့ပညာရှိဟာ hypocritic ဆိုတဲ့ပညာရှင်ကြီးကနေပြီးတော့ခန္ဓာကိုယ်ရဲ့အရည်လေးမျိုးနဲ့ပေါ့နော်အတူပေါင်းစည်းဖြစ်ပေါ်နေတဲ့တိကျပင်ကိုယ်စရိုက်လက္ခဏာလေးမျိုးပေါ်မှာအခြေခံပြီးတော့ကိုကြီးကိုသွေးအမျိုးအစားတွေဖြစ်ပေါ်လာခဲ့လို့ဆိုတယ်တဲ့ဒီက hypocritic ဆိုတဲ့ပုံကိုယ်ကြီးကနေပြီးတော့လေးလာထားချက်ကလေးတွေကိုကျွန်မကနေပြီးတော့ပြန်လည်မျှဝေဆွေးနွေးပေးမှာဖြစ်ပါတယ်ရှင် အဲ့ဒီမှာဆိုရင် तू ကဒီခန္ဓာကိုယ်ထဲမှာထွက်လာတဲ့အရည်ရည်ရှိရယ်လေကျွန်တော်ကြောက်ကက်ကထွက်တဲ့အရည်ရည်ရှိမယ်နှလုံးကထွက်တဲ့အရည်ရည်ရှိမယ်အသေးကထွက်လာတဲ့အရည်ရည်ရှိမယ်စသည်ဖြင့်ပေါ့နော်အဲအဆုတ်ကထွက်လာတဲ့အရည်ရည်ရှိမယ်အဲ့ဒီအရည်လေးမျိုးကိုဟို तू ကနေပြီးတော့လေ့လာလေးလာပြီးတော့မှအဲ့ဒီ၄မျိုးနဲ့အတူပေါင်းစည်းဖြစ်ပေါ်နေတဲ့တင်းကြတီးကြရှိနေတဲ့ပင်ကိုဇေယျလက္ခဏာ၄မျိုးပေါ်မှာအခြေခံပြီးတော့ကိုယ်ဤကိုယ်သေးမျိုးစားတွေဖြစ်ပေါ်လာတယ်။ဒါဆိုဒီ temperament အမျိုးသားတွေမှာမူတည်ပြီးတော့ personality ဆိုတဲ့ကိုယ်ကြီးကိုယ်တော်ကြီးတွေဖြစ်ပေါ်လာတာပေါ့အဲဒါကိုကျွန်တော်တို့ hypocrisy ဆိုတဲ့ပုံကိုယ်ကြီးကနေလေ့လာဖော်ထုတ်ထားတာပါပထမအောင်ဆုံးဘာကိုဖော်ထုတ်ထားတော့ဆိုလို့ရှိရင် तू က choleric temperament လို့ခေါ်တဲ့အသည်းမှာထွက်လာတဲ့အဝါရောင်အရည်အသည်းကနေပြီးတော့အဝါရောင်ရည်ရည်ထွက်တယ်အဲ့ဒီပုံမှာမူတည်ပြီးတော့ဒီမှာဆိုရင် choleric အသည်းကနေထွက်ပေါ်လာတဲ့အဝါရောင်အရည်ရည်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ temperament တွေပါအဲ့ဒီမှာနောက်တစ်ခုကကြတော့ကျွန်တော်တို့ melancholic ဆိုရဲပေါ့နော် melancholics melancholic temperaments ဆိုရဲကြောက်ကက်ကထွက်လာတဲ့အမဲရောင်အရည်ကြောက်ကက်ကကြတော့ဒါအညစ်အကြေးစွန့်ထုတ်တဲ့အင်္ဂါတွေကိုဒီအင်္ဂါတွေအညစ်အကြေးစွန့်ထုတ်တဲ့အင်္ဂါဖြစ်တဲ့အတွက်ဒါသူကအမဲရောင်အရည်တွေထွက်လာတယ်တဲ့အဲနောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုလို့ရှိရင် तू က sanguine လို့ဆိုရဲ sanguine temperament လို့ခေါ်တယ်ပေါ့နော်နှလုံးမှာထွက်လာတဲ့အညီအညီအောင်အရေးနှလုံးသွေးကတော့ရဲရဲကိုနီးနေတာပဲဆိုရည်ပေါ့နော်နှလုံးသွေးကထွက်လာတဲ့အရေးဟာအညီအောင်အရေးတွေပါတဲ့နောက်ပြီးတော့ကျမတို့အဲ phlegmatic ဆိုတဲ့ပေါ့နော် phlegmatic ဆိုတဲ့ phlegmatic temperament ဆိုတဲ့အဆုတ်မှာထွက်လာတဲ့အဖြူရောင်အရေးတွေအဆုတ်ကထွက်လာတဲ့အရေးရကြတော့အဖြူရောင်ရှိတယ်တဲ့ဒီက hypocritic ဆိုတဲ့ပုံကိုကြီးကခန္ဓာကိုယ်ထဲမှာရှိတဲ့ organic ကို ဟိုလေ့လာပြီးတော့ဗောနော်ဒီ organic နဲ့ set နွယ်ပြီးတော့ဗောနော်ဒီ temperament တွေရှိနေနိုင်တယ်ကိုယ်ကြီးကိုယ်သေးမျိုးစားတွေဇီယလက္ခဏာတွေ၄မျိုးရှိတယ်အဲ့ဇီယလက္ခဏာ၄မျိုးကနေမှာကိုယ်ကြီးကိုယ်သေးမျိုးစားတွေလည်းဖြစ်ပေါ်လာတယ်ဆိုတာကိုဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်ကျမတို့အဓိကကိုယ်ကြီးကိုယ်သေးဆိုင်ရာယူစားတွေကိုလွန်ခဲ့သောနှစ်ပေါင်း၂000ကျော်ကနေပြီးတော့လေ့လာခဲ့တယ်အဲ့ဒီလေ့လာတဲ့ပညာရှင်တွေထဲမှာ ခုကျွန်မဆွေးနွေးပေးတာကကြတော့ hippocratic ဆိုတဲ့ပညာရှင်ကြီးကနေပြီးတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေထွက်ပေါ်လာတဲ့အလီလေးမျိုးကို ပေါင်းစပ်စုစည်းပြီးတော့တိကျပင်ကိုယ်ဆိုင်လက္ခဏာလေးမျိုးပေါ်မှာခြေခံပြီးတော့ပေါ့နော် ကိုယ်ကြီးကိုယ်သွေးအမျိုးအစားတွေဖြစ်ပေါ်လာတယ်ဆိုတာလေးကိုလေ့လာဖော်ထုတ်ထားချက်ကလေးတွေကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီအသည်းမှာထွက်လာတဲ့အရီပေါ့နော် အသည်းမှာထွက်လာတဲ့အရီဒီ temperament ချီတဲ့သူတွေကစိတ်လှုပ်ရှားလွယ်တယ်တဲ့ တဲမှာထွက်လာတဲ့အရီကကြတော့အဝါရောင်အရီတွေအဲ့ဒီအဝါရောင်အရီထွက်လာတဲ့သူတွေအသေးကထွက်လာတဲ့အရီရှိရဲ့ဇေယလက္ခဏာတွေကကြတော့စိတ်လုံရှားလဲကိုကျိုးစည်းဝါးကိုသာကြည်တတ်တယ်စိတ်များတယ်ဟိုဟာလှုပ်ချင်တာဒီဟာလှုပ်ချင်တာပေါ့နော်အဲ့လိုမျိုးစိတ်များတတ်တယ်စိတ်ကူးတဲ့အတိုင်းလဲလှုပ်တတ်တယ်မိမိစိတ်ကူးထားတယ်ဒါလေးကိုလှုပ်ဆောင်မယ်လို့မိမိတွေးထဲမှာတွေးထားရင်အဲ့တွေးထားတဲ့အတိုင်းလှုပ်ကြင်တတ်တယ်အပြောင်းလဲများတယ် အဲပိုတကူကိုဒါကြောင့် तू စိတ်များတယ်လို့ပြောတာဟိုတကူကိုလှုပ်ချင်လိုက်ဒီတကူကိုလည်းထပ်လှုပ်ချင်လိုက် तू အင်မတန်ကိုစိတ်များတဲ့သူမျိုးတွေဖြစ်တတ်တယ်တဲ့နောက်ပြီးတော့ကြာတော့တက်ကြွတယ်တက်ကြွတဲ့ဇေယျလက္ခဏာရှိတယ်လှုပ်လှုပ်ရှားရှားလုပ်ရတဲ့လုပ်မျိုးတွေကို तू ကပို့ပြီးတော့ဇေယျထက်တန်ဆိုတာလှုပ်တတ်တယ်တဲ့ဒါကကြာတော့ကျမတို့ choleric ဆိုတဲ့အသေးအထွက်လာတဲ့အဝါရောင်ကြီး temperament ရှိတဲ့သူတွေက နေပြီးတော့ဒီလိုမျိုးရှိပါတယ်တဲ့အဲနောက်တစ်ခုကကြာတော့ကျမတို့ အဲ့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ melancholic ဆိုတဲ့ပေါ့နော်ကြောက်ကကထွက်လာတဲ့အမဲရောင်အကြီးတွေဒီမှာဆိုရင်ဒီအမဲရောင်အကြီးဆိုတာသူကကြတော့စိုးရိမ်ပူပန်တတ်တယ်စိုးရိမ်ပူပန်နေပူပန်နေရတယ် NLP မပြောရှင်မှုတန်တရားရှိတယ်သူအများတန်တရားရှိတဲ့သူတွေဖြစ်တတ်တယ်အလေးနဲ့ထားလွန်းတယ် အမြဲတမ်းသူက serious ဖြစ်နေတယ်ဒါတကူအလေးနဲ့ကြည့်ထားတချို့ဟိုတချို့ကိစ္စလေးတွေကတာမန်လေးပဲဟို ပြောဆို လုံးဆောင်ရမယ်ဟိုအခြေအနေတွေရှိရလေအဲ့ဒါဟိုမဟုတ်သူကတကယ်ကိုပဲအလေးနဲ့ကြည့် serious ဖြစ်လွန်းတာပေါ့နော်အဲ့လိုမျိုးတွေရှိရတဲ့ကျွန်တော်တို့ဒီကြောက်ကက်ကထွက်လာတဲ့အမဲရောင်အရှိ temperament ရှိတဲ့သူတွေပေါ့နော်ဒီဇေယျလက္ခဏာရှိတဲ့သူတွေက နောက်တစ်ခု तू ကနေပြီးတော့အတွေးရလည်းများတယ်အများအား तू က thoughtful ဖြစ်နေတယ်တွေးတယ်ပေါ့နော်တွေးအာဟိုများလွန်းတာလည်းမကောင်းဘူးဟိုဒါလိုမျိုးတဲ့ तू ဒီဇယိုက်လက္ခဏာရှိရဲ့ तू ကကြတော့အတွေးတွေများလွန်းနေတတ်တယ်အဲနောက်တစ်ခုကကြတော့ جماعه တို့ sanguine ဆိုတဲ့ temperament နှလုံးအထွက်လာတဲ့အနီအောင်ရည်ဒီအနီအောင်ရည်ထွက်တဲ့နှလုံးအထွက်လာတဲ့အနီအောင်ရည်ရှိရတဲ့ဒီဇေယလက္ခဏာတွေအကြပေါ့နော်သူကအဲတက်တက်ကြွကြွပေါ့နော်ကစားလှုပ်လှုပ်ရှားရှားကစားတဲ့အလုပ်တွေကိုသူသဘောကျတယ်။ဒါရွှင်လန်းတက်ကြွတဲ့အလုပ်တွေပေါ့နော်ဒါမျိုးတွေဆိုသူလှုပ်တဲ့ပို့ပြီးတော့အတန်ပြီးတော့လှုပ်ဆောင်တယ်။ဒါတကူစိတ်ရှိတယ်တဲ့။အများစိတ်ရှိစွာနဲ့ပေါ့နော်လူမှုဆက်ဆံရေးကောင်းတယ် အဲလူမှုဆက်ဆံရေးကောင်းတဲ့စိတ်ရှိရှိပြောဆိုလုပ်ကိုင်တတ်တာဖြစ်တဲ့အတွက်လူအများကလက်ခံတယ်ဒါကြောင့်သူကလူမှုဆက်ဆံရေးနယ်ပယ်မှာပို့ပြီးတော့အားကောင်းတယ်တဲ့နောက်တစ်ခုကကြတော့သူကစိတ်ပူပန်မှုကင်းတယ်မြဲတဲ့သူကစိတ်မပူပန်မှုပေါ့နော်အဲ care free ကိုအဲ့တော့စိတ်ပူပန်တတ်တာမရှိဘူးတဲ့ ကောင်းတယ်နောက်တစ်ခုကကြတော့မျော်လင့်ချက်ရှိတယ်သူမှမျော်လင့်ချက်အများအားထားတယ်အဲဒီဒီလိုမျိုးအခြေအနေကနေပြီးတော့ပိုကောင်းတဲ့အခြေအနေကိုတို့တွေရရှိလာမယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်မျော်လင့်ချက်တွေအများအားသူမှအများအားရှိနေတတ်တယ်တဲ့ နောက်တစ်ခု तू อ่ะစိတ်ကျေနပ်တဲ့စိတ်ကျေနပ်တဲ့ကျေနပ်သောစိတ်ရှိရပေါ့နော်ဟုတ်တယ်လေဒါကြောင့် तू อ่ะမျောလင့်ချက်ရှိတဲ့သူတယောက်ကကျေနပ်တဲ့စိတ်ရှိလာမှာပေါ့နော်ဒါကြောင့်မိမိလှုပ်ဆောင်တဲ့လှုပ်တွေပေါ်မှာ तू ကြည်ကြည်နက်နက်နဲ့ပေါ့နော်အဲဆက်လှုပ်ဆောင်တတ်တယ်တဲ့အဲအဲ့ဒါကကြတော့ကျမတို့ဒါဒီနှလုံးကထွက်လာတဲ့အနီရောင်ရှိရဒီကဇယိုက်လက္ခဏာပါအဲနောက်တစ်ခုကကြတော့ကျမတို့ phlegmatic temperament ဆိုတဲ့အဆုတ်ကထွက်လာတဲ့အဖြူရောင်အရည် အစောကထွက်လာတဲ့အဖြူရောင်ကြီးရှိရဲ့ဒီ temperament တမားတွေပေါ့နော်ဒီဇေယျလက္ခဏာဇေယျကြီးလက္ခဏာရှိတဲ့သူတွေကကြတော့သူကစင်ញင်ုံတရားနဲ့ညီတယ်တဲ့စင်နေစင်ញင်ုံတရားနဲ့ညီတော့စီကန်းနဲ့အညီနေထိုင်တတ်တယ်သူကစင်ញင်ုံတရားရှိရဲ့အများရောဒါလှုပ်တဲ့မလှုပ်တဲ့ကောင် သူအများအားပိုင်းခြားပြီးတော့သူကစင်ញင်ုံတရားလေးတွေနဲ့နေထိုင်တတ်တယ်စီကန်းနဲ့လည်းအညီနေထိုင်တတ်တယ်လက္ခဏာမျိုးစားဖြစ်တယ်ဒါတို့ကကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်တယ်စိတ်ကိုလည်းထိန်းချုပ်နိုင်တယ်ထိန်းချုပ်နိုင်တဲ့ မိမိခန္ဓာကိုယ်ရောမိမိရဲ့စိတ်ကိုယ်ရောထိ ंछ ုံနိုင်တဲ့သူတွေဖြစ်တယ်တဲ့ဇွဲလုံးလာလည်းရှိရဲ့တဲ့နောက်ပြီးတော့မစုံမနစ်တော့ဇွဲနဲ့ပေါ့လှုပ်ဆောင်တတ်တယ်ပေါ့နော်ဒါမစုံမနစ်တော့ဇွဲနဲ့လှုပ်ဆောင်တတ်တယ်စိတ်သက်ခိုင်မာတယ်မတွမစုံလုပ်တတ်တယ်ဒီလုပ်ကိုလုပ်မယ်လို့ရည်ရွယ်ထားရင်ဘလို့အခက်အခဲတွေပဲရှိပြီပေါ့နော်သူကဒါကိုဟာဥတည်ပြီးတော့လှုပ်ဆောင်တယ်စိတ်သက်ခိုင်မာပြီးတော့ဒါဇွဲမတွမစုံလုပ်တန်လုပ်ကင်တတ်တဲ့သူတွေဖြစ်တယ်နောက်ပြီးတော့သူတို့ကအေဂျင့်တော့ဒါမှမဟုတ်တည်ငြိမ်သောသူတွေဖြစ်ကြတယ်တဲ့ဒါအကြတော့ကျမတို့ ဒီအဆုတ်ကနေထွက်လာတဲ့အဖြူရောင်ရှိရသူကြီးပေါ့နော်အဲဒါဆိုကျွန်တော်တို့ဒီကကျွန်မတင်ပြကျွန်မပြထားတယ်ပေါ့နော်ဒီ quadrant လေးကိုကြည့်မယ်ဆိုရင်အပေါ်ပိုင်း quadrant မှာရှိနေတဲ့အရာတွေက strong emotion တွေသူက strong emotion တွေဟိုပြင်းထန်တယ်ပေါ့နော်သူစိတ်လုံးလိုက်ပြီးဆိုစိတ်ကပြင်းပြင်းထန်ထန်နေဖြစ်တတ်တယ်ဒီဒီဒီအောက်မှာရှိနေတဲ့ဒီ quadrant ထဲမှာရှိရတော့ weak emotion တွေဒီအရာတွေကသူက ိုပေါ့နော်အီမစိတ်လည်းမလှုပ်ရှားဘူးတီတီငိမ့်ငိမ့်နဲ့ပေါ့နော် तू อ่ะအဲလှုပ်ဆောင်တတ်တဲ့ဒီအစိပ်ပိုင်းနေပေါ့နော်ဒီကဟိုဇေယျလက္ခဏာတွေပေါ့နော်အဲ့ဒီမှာလည်းပဲဒီမှာဆိုရင်နောက်တစ်ခုက containable temperament နေရှိတယ်ဒါပြောင်းလဲဖို့ဟိုပြောင်းလဲဖို့မလွယ်ကူဘူးပေါ့နော်ပြောင်းလဲဖို့မလွယ်ကူ temperament နေကဟိုပေါ့နော် तू อ่ะ တချို့ဟာကြီးကြတော့ဟိုအချိန်နေပေါ်မှာမူတည်ပြီးတော့အချိန်ကာဝမူတည်ပြီးပြောင်းလဲတဲ့သူတွေလည်းရှိတယ်လေဒါပေမဲ့တော်တော်များများတော့ temporary တိုင်းဟာဒါကသူကမွေးရပါဗီဇဇီယလက္ခဏာဖြစ်တဲ့အတွက်မပြောင်းလဲတတ်ဘူးပေါ့နော်ရှိခိုင်မာသာရှိနေတတ်တယ်သို့တော်ညာလည်း တချို့ temperament တွေကကြတော့ဒါ chain level temperament တွေဒါပြောင်းလဲပြီးတော့ဗောနော်မိမိရဲ့ပတ်ဝန်းကျင်ပြုစုပြောင်းထားမှုမှုတွေသူတို့အဲနှုတ်ဆော်မှုတွေဗောနော်ဒါမျိုးတွေနဲ့ဗောနော်ပြောင်းလဲလို့ရတဲ့ temperament တွေလည်းရှိပါတယ်တဲ့အဲဆိုကျွန်မပြထားတဲ့ quarter နေတယ်ဆိုလို့ရှိရင်အဲဒီမှာဆိုရင်အဲတကယ်ကိုဗောနော်ခိုင်မာတဲ့ပြင်းထန်တဲ့ emotion တွေရှိရဲတကယ်ကို emotion လေးကပုံမှန်လေးဗောနော်ညင်ညင်သာသာပြီး ဒီအားနေတဲ့ပေါ့နော် emotion တွေရှိမှာပုံမှန်ကတော့ तू ကကြတော့ဟိုလှုပ်ဆောင်တဲ့အခါမှာဟိုလေအေးဆေးတယ်တည်ငြိမ်တယ်လှုပ်ဆောင်တာဟိုစိတ်အနေထားဟိုစိတ်လှရှားခံစားမှုဆိုတော့အဲအဲ့လိုမျိုးလေးရှိရဲအဲ့လိုပဲပြောင်းလဲလို့ပြောင်းလဲလို့ရှိရင်ရမယ်အဲဇဲလက္ခဏာမျိုးတွေရှိတယ်လို့ပဲပြောင်းလဲလို့ရှိရင်ခက်ခဲတဲ့ဇဲလက္ခဏာမျိုးတွေရှိတယ်ဆိုတာလေးကို ကျွန်တော်တို့ပေါ့နော်ဒီကြည့်ရှုနေတဲ့သူပေါ့ကနေပြီးဒီ quadrant လေးကိုမိမိကိုယ်တိုင်လေ့လာကြည့်ရှုပြီးတော့ပေါ့နော်ဖြည်းဖြည်းချင်းလေးကြည့်ရှုပြီးတော့ပေါ့နော်ဒါကိုထပ်ခါထပ်ခါကြည့်ရှုပြီးတော့ဟောလေ့လာရင်ပို့ပြီးတော့ဟိုဒက်နာဟိုမိမိရဲ့အတိထဲမှာပို့ပြီးတော့ပေါ့နော်ဒါနားလဲသွားမယ်ဒါလေးကိုဩဒါလေးတွေကဒီလိုရှိရလေးဆိုတာကိုပို့ပြီးတော့ ဒီကဒီလိုမျိုး temperament တွေရှိတယ်ဒီ temperament တွေကိုအခြေခံပြီးတော့အဲ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သေးတွေဖြစ်ပေါ်လာတယ်ဆိုတာလေးတွေကိုကြာလေ့လာသုံးသပ်သွားနိုင်လိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်အဲ့တော့ကြတော့ကျွန်တော်တို့ကိုယ်ကြီးကိုယ်သေးဆိုင်ရာလက္ခဏာတွေထဲမှာဒီက hippocampal hippocratic ဆိုတဲ့ hypocritic ဆိုတဲ့ပုံကိုကြီးကနေပြီးတော့ကျမတို့ဒီကအယီ organ တွေခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေတွေကနေအယီလေးမျိုးရဲ့အကြောင်းကိုသူကလေ့လာပြီးတော့ဒီကဇီယလက္ခဏာလေးမျိုးပေါ်မှာခြေခံပြီးတော့ဒီကျမတို့ပေါ့နော်ဒီကိုယ်ဤကိုယ်သွေးတွေကဖြစ်ပေါ်လာတယ်ဆိုတာလေးကိုဒီကဟိုဒီပေါ့နော်ဒီကပုံလေးကိုကြည်ချင်းအပြင်လေ့လာသုံးသပ်လို့ရလိမ့်မယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်ရှင်အဲ့တော့ကြတော့ကျမတို့ခုဆိုလို့ရှိရင်ကျမတို့ပေါ့နော်ဒီက အရင်အင်္ဂါကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါတွေပေါ့နော်ကြောက်ကတ်တို့အဆုတ်တို့နှလုံးတို့အသည်းတို့ကနေထွက်လာတဲ့အရင်လေးမျိုးရဲ့အကြောင်းကိုကျမဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကြံရှိနေတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ဝင်ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။